လောက်စားကလေးအဲ့လောက်ပဲရှိရဲ့အခန်းထဲမှာဘယ်လိုနေလို့ရမှာလဲအဲ့အားတော့ဖေးဖေးကြောင်ရှင်ဘောတော့ဆဲသွားတယ်ပတ်သက်လုံးဝခွင့်မလုပ်ပေးနိုင်ဒီနေ့မှာကျတို့မိသားစုအားလုံးစုစုစည်စည်နဲ့ပျော်ရွှင်နေကြမယ်နော်ကိုကလည်း ာလို့မျက်ရည်ကျနေရတာလဲဝမ်းမနေပါနဲ့ဟိုချိုးမိသားစုအဆင်ပြေပါတယ်ကိုရဲ့တမိရွှေပုံတမိဖြူနေပါပြောဦးလေဖြစ်ပေါ်တာလုံးဝအဆင်မပြေဘူးဒီလောက်စားလေးအဲ့လောက်ပဲရှိရဲ့အခန်းထဲမှာဘလို့နေလို့ရမှာလဲအဲ့အားလုံးပြေးပြေးကြောင်ဖြစ်ပေါ်တော့ဆဲသွားတာပတ်သက်ပြီးလုံးဝခွင့်မလိုပေးနိုင်ဘူးရှင်ကိုကိုတရီကမှာကိုရဲ့ဟိုတော့ရလာလာပါဆရာကျွန်တော်လာလိုက်အောင်နော်ဟုတ် ။မာလို့ရတယ်။ဖေဖေကဘာလို့အဲ့လိုတွေပြောလိုက်ရတာလဲ။ဖေဖေစိတ်ကောင်းစစ်သွားမှဆိုတာမသိဘူးလား။ဘာမှ drama တွေလာချိုးနေနဲ့နော်။အာယုံတွေနောက်နေရရကြတယ်။ဟာ။ဖေစပြေကိုကောင်းလာပဲအိမ်ကိုကြည့်ပါ။ဖေဖေတို့နေထားနေရဟိုအိမ်ကြီးမှမနေနိုင်တော့။အနည်းဆုံးကိုတို့တစ်ခါတော့ဝင်နေနိုင်ပါသေးတယ်။ဘာလို့ဒီမှာလာပြီးဒုက္ခခံနေရလဲ။ပစံလေးအားလုံးကရောချေးပေးရမှလည်းညီမလေးရဲ့ ဖေဖေတရားဆွဲမခံရအောင်မမလို့ရှိတာတွေအားလုံးရောင်းချပြီးတော့ရောချေးပေးရမှာလေအဲ့ရောဆိုတဲ့စကားလုံးကြားရတာကနာအခါဆုံးပဲရောအောင်ဖြစ်ပုံတော့ဗာဒီမြအမားလောက်တာလို့လေအားလုံးကဖေဖေလောက်ထားတာလေဟမ်ပြီးတော့အဲ့လိုပြန်တွေးမိလိုက်တာကိုယ်ကမှတဲစုတော့တတ်ပြစ်ချက်တာဖေဖေကလည်းစိတ်နာတော့ဘာမှမမလေးဒီချိန်မှာအမုန်းလေးပွားနေလို့လည်းဘာထူးမှလဲမမတို့ကလည်းပို့ပြီးတော့စူးစမ်းရမှာဘလို့စူးစမ်းမှာသူများစီမှာသွားလောက်လို့ပြီးစူးစမ်းမှာလားဟာ မမမလို့အရှက်မရှိသူများစီမှာတွားပြီးအလုပ်လုပ်ချက်တိတ်ဆက်ပြကြကောင်းလည်းမိသားစုတော်ရေပေပေကြောက်သွားပါအောင်မယ်အရှိပုံလေးမကျင်တတ်တာရင်နောက်မှပဲပြောတော့နော်နောက်မှလည်းမပြောဘူးဒီမိသားစုနဲ့လည်းမနေတော့ဘူးကိုဖုံးနဲ့တပတ်အတွင်းရအောင်လက်ထပ်ပြီးကိုဖုံးနဲ့အတူတွားနေတော့မှာတလအတွင်းအခမ်းအနားဆုံးမင်္ဂလာပွဲကိုရအောင်စီစဉ်မယ်လက်ထပ်မယ်ဟုတ်လားလက်ထပ်မှာလေဘာဖြစ်လဲရှစ်ပုံစစ်သူနဲ့ရှစ်ပုံလက်ထပ်မှာမမဘာပြဿနာရှိသွားလဲပြော ဖြစ်ပါဘူးဟာရာဒီဦးတော့ပူရတယ်စက်ပြက်လာပြီမနေတော့ဒီမှာတော့လို့မရဘူးလေခဏနေကားလာကြည့်ရအောင်မဟာရွှေဘုတ်ကားကိုရောင်းလိုက်လို့ရွှေဘုတ်ကဘာစီးရမှာလဲရွှေဘုတ်ကားတစ်စီးပြန်စီစဉ်ပေးရမှာအင်းမဟိုမမဈေးနှုန်းသိတဲ့နဲ့ကားလေးပြန်ပြီးတော့စီစဉ်ပေးပါမယ်နော်ဟုတ်ဖေဖေစီရင်သွားပွားလဲကားလိုသေးရဲဆိုတော့မမအကောင်းဆုံးပြန်စီစဉ်ပေးပါမယ်ခဏပါပဲညီမလေးရဲ့ ။နောက်ဆိုရင်တခုပြစ်တခုအဆင်ပြေသွားတော့မှာပါ။မမပို့ကြိုးစားမယ်နော်။နေနဲ့လည်းလာနှစ်သိမ့်မယ်။မမဘာမှမလုပ်နိုင်တော့ဘူးဆိုရွှေပုံတိတယ်။ရွှေပုံတော့ဒီချိန်မှာဘာမှမလုပ်နိုင်နဲ့။မမဘာလုပ်နိုင်ပါလဲ။ဟာ။စိတ်ပြေစရာကောင်းလိုက်တာဟာ။ ွှေဘုံသမီးအိတ်မပြောဘူးလားမေးလဲမေးတတ်တယ်သူရဲ့ဘလို့အိတ်ပြောမှလဲအဲ့ပူရလဲပူချင်းရလဲကဲစိတ်နေဘုံလက်ဖြန်ကြလို့ရှိရင်မေမေချင်းတော်စီစီပေးမယ်ဟုတ်ပြီလားတော်ပါပြီမေရတက်စစ်ပြတာပဲရှင်ဘုံမှာခုဆိုကားလည်းမရှိတော့လို့ကားလည်းရှိလို့တော့ဟိုတယ်မှာပဲသွားအိတ်ဘလို့ဒီပုံစံဒီညမှာအနေနဲ့အဆင်ပြေမှာပဲအသက်ရှူကြက်လုံးလို့ပြေးနိုင်တယ်။အော် ွှေပုံရဲ့အချင်းမြဒီလိုဖြစ်လာမှာတော့ဘယ်လိုတတ်နိုင်မှာလဲရောက်တဲ့နေရာမှာစင်ပြောင်နေရမှာပေါ့တမီးရဲ့မနေနိုင်ပါဘူးအခက်မြေဖို့ကောင်းတာပဲမင်းပဲစဉ်းစားကြည့်ကိုခိုင်းတဲ့အလုပ်သမားရဲ့အိမ်မှာမှာပြန်လာပြီးတော့ကတ်နေရတယ်လို့တွေးလိုက်တယ်ဖေ့ကိုပဲဒေါ်လာထွက်ဟိုဟာမဟုတ်အဲ့လိုဒီဖြစ်အောင်နေတော့ဖို့ကြောင်ရတယ်လို့မြမလေးရေတူတူပြောပါဖေဖေအိမ်နေရလေသူကြားလို့နိုးသွားပါအောင်မယ်မြမလေးချင်ခိုက်တယ်ဆိုရင်မမချင်းချင်းတော့ထုံးပေးမယ်နော် တ်နိုင်ပါဘူးအဲ့ဒါဆိုရင်မမဝိုးဝိုးမှတတ်ထွန်းလိုက်ပါမယ်ညီမလေးရဲ့ပြီးတော့ညီမလေးပို့ရဲဆိုလို့ရှိရင်မမရက်ခတ်ပေးမယ်ညီမလေးအိမ်မှာမမအိမ်မှာနော်ပြီးရဲ့ရပါတယ်ညလည်းမိုးရမ်းချုပ်နေပြီနောက်ဆိုလို့ရှိရင်သူကြင်သားရသွားလိမ့်မယ်အော်ရပါတယ်မမရဲ့ချမ်းလည်းမအိတ်ချင်သေးလို့ပါမမတို့အိတ်နဲ့ချမ်းချင်းတတ်ထွန်းလိုက်အောင် C'est bon. Il est aidant. Sous-boulot, on est là. ဒီလိုအိတ်တော့နော်ဟုတ်မေရပါတယ်မေချမ်းမအိတ်ချင်းတည်လို့မမအိတ်နေနော် မလေးနိုးပြီလားဘာလို့ချင်းလို့လဲမမေရောအော်မမေကဒီနေ့ဖေဖေစေကန်းပြရဲဆိုတော့ဥချော်ရင်တူစေကန်းသွားပြရဲလေမမကမလိုက်ပါဘူးလားမမလိုက်မသွားဘူးအလုပ်ကိစ္စလေးသွားစရာရှိသေးရတယ်ဟောဒီမှာလေညီမလေးစားဖို့ဆိုပြီးမမစေးတဲ့ကနေလမ်းကြီးတုတ်တောင်ဝင်လာသေးတယ်မစားပါဘူးဖေဖေပြန်သွားမှာ အကြမ်းမတစ်ခါစားလိုက်တော့မယ်ဟိုတနေ့ရွှေဘုံကောက်နေကိုတင်းတရာတော့ထည့်ပေးထားအောင်နော်ရွှေဘုံဆိုမှာ၃သိန်းပဲကျန်တယ်တင်းတရာဟုတ်တယ်လေဘာဖြစ်လို့ ုအခြေအနေနဲ့တော့တိန့်တရာဆိုတာဘယ်လိုလုပ်ရှိမှာလဲညီမလေးဆိုရွှေဘုံကဘလို့တော့ရမှာလဲရွှေဘုံအုံးစိတ်ကိုဘလို့စီစဉ်ပေးမှာလဲအော်မမစီမလေးတသိန်းကျော်ကျော်လောက်တော့ရှိတယ်ညီမလေးအသုံးလို့ရဆိုရင်ယူထားလိုက်ပါလားတသိန်းတသိန်းကရွှေဘုံကဘာလို့ရမှာလဲရွှေဘုံအေးရဘာတခါတော့ကလပ်တခါတက်အောင်တညတညလေး90တင်းကုန်နေရအရင်လိုအချိန်နေမှမဟုတ်တော့တာညီမလေးရောကရန်ဆိုတော့ဒီလိုပဲလေ ရှိတော့လည်းမမတို့တုံးခဲ့တယ်လို့အခုမရှိတဲ့အချိန်ကြာမရှိစကားမပြောနဲ့ရွှေပုံအေးကဘယင်မကြီးမရှိဘူးဆိုတာဘာမှမရှိစေရဘူး